မင်္ဂလာပါရှင်အခုချိန်ကစပြီးအော်တိုဗာလာရှိရဲ့ဗုဒ္ဓဟူးနေ့ညပိုင်းသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါစစ်ကောင်မရှင်ကအရက်သားတွေပေါ်လေချောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတဲ့အတွက်ကြောင့်ဘုံကျဲတိုက်ခိုက်မှုတည်နေပဲစရရအောင်ပါ ရှဲပြည်မြောက်ပိုင်းကြောက်မဲခရိုင်ထက်ကမြို့နယ်ခွဲ အစင်ရှိတဲ့မိုင်းလုံမြို့နယ်နဲ့မိုင်းငေါမြို့နယ်တွေကိုစစ်တပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့လို့အရက်သားတဒါစင်တိစုပ်ခဲ့ပါတယ်။မိုင်းလုံမြို့နယ်ထက်ကမန်ဟုံးရွာလေကြောင်းတိုက်ခိုက်ခံရမှုထက်ဒိသားခန့်၁၀ယောက်တိစုပ်ခဲ့ပြီး၃ယောက်ထိမဲ့ဒဏ်ရာရခဲ့ပါတယ်။ မန်ဟုံးရွာကိုအော်တိုဗာလာ9ရက်နေ့နေ့လယ်7နာရီခွဲလောက်မှာစစ်ကွန်မရှင်တပ်ကလီကျောက်ကနေပေါင်250ဘုံနှလုံးကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်။အခုဘုံကျဲခဲ့တဲ့နေရာဟာတအန်သက် TNL ကထိ ंछ ုပ်ထားတဲ့နေရာဖြစ်ပါတယ်။လီကျောက်တိုက်ခိုက်ခံရမှုကြောင့်တည်ဆုံသူတွေထဲကလေးတယောက်လည်းပါတာဖြစ်ပါတယ်။ အသက်2နှစ်အရွယ်ကလေးတစ်ယောက်အပါဝင်10ယောက်တည်ဆုံးခဲ့ပြီး3ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့တအန်သက် TNL ကထုတ်ပြန်ထားပါတယ်။အဲ့ဒါအပြင်ရွာထဲကအေရီလည်းထိမှန်ပျက်စီးကုန်တယ်လို့ဆိုပါတယ်။ဒီနေ့အော်တိုဘာလ10ရက်နေ့မနေ့ပိုင်း7နာရီလောက်မှလည်းမိုင်းငုံမြို့ကို လီချောက်ကနေဘုံကျဲတိုက်ခိုက်ခဲ့လို့2ယောက်တည်ဆုံးပြီး2ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ မိုင်းငေါမျိုးကိုပေါင်150ဘုံနဲ့ကျဲခဲ့တာကြောင့်အရက်သားထိမှန်တီးဆုံးဒဏ်ရာရတာတွေအပြင်အိရှိလုံးထက်မနည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့မြေပြတဲ့ဒင်းရင်မြက်ကပြောပါတယ်မော်ရွာမြို့အခြေဆိုင်အနောက်မြောက်တိုက်စစ်ဌာနချုပ်နမခကိုဒေသခံတော်လည်ရေးတပ်ဖွဲ့တွေက rocket ဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေစစ်တပ်ဘက်က အရာရှိ9ယောက်အပါအဝင်12ယောက်သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာစကိုင်းတိုင်းဒေသကြီးမုံရွာမြို့ပေါ်မှာရှိတဲ့အရေးပါတဲ့စစ်ရေးပြင်းမဲ့တစ်ခုကိုတော်လည်ရေးအဖွဲ့တွေကကြီးမားတဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုဖြစ်ပြီးရိခာကူတော်နှလုံးလဲပြည့်စည်ခဲ့တယ်လို့ဆိုပါတယ်စစ်တပ်ရုပ်ကအရာရှိ9ရောက်ပွဲချင်းပြီးတည်ဆုပ်ခဲ့ပြီးရိတ်ခါကိုရာဆောက်စစ်သား2ရောက်လည်းပွဲချင်းပြီးတည်ဆုပ်ခဲ့တယ်လို့ချင်းတွင် Rocket Brother CRB အဖွဲ့ကအော်တိုဗာလာ9ရက်နေ့မှာထုတ်ပြန်ပါတယ် နောက်ပြီးတက်သွေးမိသားစု၅စုလည်းထိခိုက်ခဲ့ပြီးဒီထိခိုက်မှုထဲမှာမိသားစုဝင်၅ယောက်ကပွဲချင်းပြီးသေဆုံးတဲ့အပြင်ဒဏ်ရာရတဲ့သူတွေကိုတော့တက်စေးရုပ်ကိုအရေးပေါ်ပို့ခဲ့ရတယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကိုတော့အော်တိုဗာလာ၂ရက်နဲ့ညရှိနိုင်ရီမှာတော်လန်ရေးတပ်တွေ ပူပေါင်းပြီးလုခဲ့တာလို့ဗမာတပ်တော်ကလည်းထုတ်ပြန်ထားပါတယ် ရိတ်ခါကိုတော့နှစ်ခုပြည့်စည်ခဲ့တာကြောင့်ရှေ့တဲ့စစ်စင်ရဲ့အတွက်စီရေအရာအေးပါတဲ့ထောက်ပံ့ရေးပိုင်းကို ထိခိုက်စေနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။စစ်ကော်မရှင်တပ်ဖက်ကတော့ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။ကချင်ပြည်မြောက်ဖြားပိုင်းဘူရာအူမြို့မှာတော့စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ် ထောက်ခံပွဲလုပ်ခဲ့ပါတယ် စစ်တပ်ထောက်ခံပွဲကိုလှုပ်ချုံ၍အပြင်းနဲ့လှုပ်ခဲ့တာလို့မြို့ခံတချို့ကပြောပါတယ်လက်နက်ယူနီဖောင်းအပြည့်အစုံနဲ့ပြည်သူစစ်အဖွဲ့တွေရဲတပ်ဖွဲ့ဝင်တွေကလှုပ်ချုံ၍ယူထားပြီးဘူဒါအူမြို့ပေါ်မှာစစ်ကော်မရှင်နဲ့ပြည်သူစစ်တွေကိုထောက်ခံတဲ့ပွဲကိုအော်တိုဗာလာ9ရက်နေ့ကလှုပ်ခဲ့ကြတာဖြစ်ပါတယ် လူဝင်အား200ကျော်လောက်ကလဲလဲစီတန်းပြီးစစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေကိုထောက်ခံကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုစန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ဒေသခံတယောက်ကပြောပါတယ်ဥတန်ဂူတန်ဝန်းထဲမှာလူစုပြီးဆန္ဒပြမှုကိုစစ်ကော်မရှင်လက်အောက်ခံခေါလန်ဘူးထာနေပြည်သူ့စစ်အဖွဲ့နဲ့သူတို့ကိုကြောထားနောက်ခံပြုထားတဲ့ရိုးရရင်ကျေးမှုအဖွဲ့တွေကဥစားပြီးလုပ်ခဲ့တာလို့ဆိုပါတယ်ဘူပါပိုင်နယ်မြေတွေတည်တံ့ရေး တိုင်းရင်းသားများစီလုံးညီညွတ်ရေးလန်ဆယ်ဒေတာပြန်လည်ရရှိရေးလန်ဆယ်ဒေတာစစ်စင်ရေးများအောက်ရမည်ဆိုတာတွေကိုကြွေးကြော်ခဲ့ကြသလိုဒီစာသားတွေပါတဲ့ V9 တွေကြိုက်ပြီးလှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။အော်တိုဗာလာ၄ရက်နေ့တုန်းကလည်းခေါလန်ဖူးမြို့မှာစစ်သက်ထောက်ခံပွဲလုပ်ခဲ့ကြတယ်လို့မြပြည်တည်ရင်မြက်ကဆိုပါတယ်။နိုင်ငံခြားခရီးသွားတွေစီကနေဝင်ကြီးဘတ်300ကောက်ခံမဲ့စီမံချက်ကိုထိုင်းနိုင်ငံကစတင်တော့မဲ့အကြောင်းနဲ့ဆက်ပါမယ် ဒီအခွန်ကောက်ခံမှုဟာနိုင်ငံခြားခရီးသွားတွေစီကနေကောက်မယ်လို့ပြောထားတာကြောင့်မြန်မာနိုင်ငံသားတွေလည်းအကျိုးဝင်တာဖြစ်ပါတယ်။ဘတ်300ရအခွန်ကောက်ခံမဲ့ကိစ္စကိုလေးလအတွင်းအပိသက်အကောင့်ထဲပို့ဖို့ရည်ရွယ်ထားတယ်လို့ဘဏ်ကောက်ဖို့စတင်ဌာနကအခုလဆန်မှာသတင်းဖော်ပြလာပါတယ်။ဒီအစီအစဉ်ဟာ2025အကုန်ဒါမှမဟုတ်2026အစောပိုင်းမှာစတင်နိုင်တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ် ကုန်းလန်းနဲ့ရေချောင်းကနေဝင်ရောက်သူတွေအတွက်လည်းဘတ်300ကောက်သွားမှဖြစ်ပြီးရက်30ကနေရက်60အတွင်းအကြိမ်များစွာဝင်ထွက်ခွင့်ပြုမဲ့အစီအစဉ်ဖြစ်တယ်လို့ခေါက်စွတ်တဲ့င်းကဆိုပါတယ်။အရင်ကတော့ဘတ်150ပဲကောက်ခံမလို့သတ်မှတ်ထားခဲ့တာပါ။လေရင်ထဲဝင်လာတဲ့အက်တယ်ရီကတော့ဘတ်300ပေးရမှဖြစ်ပါတယ်။ ဒီလိုအခွန်ကောက်ခံရတဲ့အကြောင်းရင်းကတော့ခီးသွွားရီအနေနဲ့ကျမ်းမာရေးစောင့်ရှောက်မှုနဲ့မတော်တဆထိခိုက်မှုအမခန့်အတွက်အသုံးပြုဖို့နဲ့ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလှုပ်ချော်ရေးပိုင်းတွင်တိုးမြင့်တဲ့နေရာမှာတုံ့ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ ဒီနေရာမှာအလုတ်ပါမေးရှိတဲ့သူ work permit holder ထိုင်းနိုင်ငံမှာတရားဝင်အလုတ်လုပ်နေတဲ့သူတွေ transit ခရီးသည်တွေထိုင်းနိုင်ငံကိုဖျက်ပြီးတတိယနိုင်ငံကိုဆက်သွားမဲ့ခရီးသည်တွေတန်တမန်ဒါမှမဟုတ်အထူးဗီဇာနဲ့ဝင်လာတဲ့သူတွေအသက်နှစ်နှစ်အောက်ကလေးတွေကတော့အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ် ဒီအစီအစဉ်ကို2024ခုနှစ်ကစပြီးကောက်ခံဖို့ရည်ရွယ်ခဲ့ပေမဲ့ COVID-19 ကပ်ရောဂါနဲ့အဆိုးရအပြောင်းလဲတွေကြောင့်ရွှေ့ဆိုင်ခဲ့ရတာလို့ထိုင်းသတင်းတွေကဆိုပါတယ်အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးသတင်းကိုတော့တရုတ်နယ်နယ်မြေကိုကပ်ပြီးပြုလုပ်မဲ့ဂျပန်နိုင်ငံရဲ့ပူသွဲစစ်စင်ရေးအကြောင်းဖြစ်ပါတယ် ဂျပန်ဥစားတဲ့အင်အား9000ကျော်ပါမဲ့စီရီလစ်ကျစ်ခဲတခုကိုအမေရိကန်၊ဩစတြေးလျတို့နဲ့အတူအော်တိုဗာလာအတွင်လှုပ်ဖို့ရှိနေပါတယ်။လူအင်အား9200၊ယင်6000ကျော်၊တင်မောအစီရီ60နဲ့လီယင်330ပါဝင်မဲ့စီလစ်ကျစ်ခဲကိုအမေရိကန်အခြေစိုက်စခန်းတွေအပါအဝင် နိုင်ငံတခြားနဲ့ရေပိုင်နဲ့လေပိုင်နဲ့တွေမှာပါလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အော်တိုဘာလာ20ကနေ33ရက်အထိလုံမဲ့ဒီစီရေလင်းကျင်းမှုမှာအမေရိကကလူအင်အား9900၊ဩစတေးလျကလူအင်အား230ပါဝင်မှာဖြစ်ပါတယ်။အဲ့ဒီစီးရလင်းကျင်းမှုမှာဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပူပေါင်းစစ်ဆင်ရေးကိုလင်းကျင်းဖို့နဲ့စွမ်းဆောင်ရည်ကို မြင့်တင်ဖို့ဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြပါရယ်စီးရလင်းကျင်းမှုအတွင်းလေကြောင်းဝင်ဟေကုန်းရည်နှစ်သွဲကုန်းကြောင်းနဲ့ ရေချောင်းဆိုင်ရာစစ်စင်ရေးလက်ချက်ခန်းတွေပါမယ်လို့လည်းထုတ်ပြန်ထားပါတယ်။အခုစစ်စင်ရေးမှာဂျပန်နဲ့အမေရိကန်စစ်စခန်းတွေတမကအရက်ဖက်လီစိတ်တွေနဲ့တင်ပေါ်စိတ်တွေကိုပါအတုံးပြုတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဂျပန်ရဲ့ရဟတ်ရည်တင်တင်မောတွေကိုလီရည်တင်တင်မောအဖြစ်ပြောင်းပြီးအခြေချထားတဲ့မကြသေးခင်ကမှရောက်ရှိလာတဲ့ F35B ကိုပြောင်းဂျက်တိုက်လီရင်တွေဒီစစ်လေကြီးရင်မှာပါဝင်မလားဆိုတာတော့မသိရသေးပါဘူး။ နောက်တစ်ပုတ်ကတော့လေကြောင်းခီးစဉ်အကြောင်းပါ အမေရိကန်ကို သွားလာနေတဲ့သူတွေအတွက်တော့စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။ထိုင်းနဲ့အမေရိကန်နိုင်ငံကြားဓာတ်ရိုက်လေပြတ်တမ်းမှုကို ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။စေနီလောင်ရက်ဆိုင်ထားတဲ့ဒီခီးစဉ်ကိုအော်တိုဗာလာ26ရက်မှာပထမဆုံးပြန်တမ်းမှာကတော့ American ရဲ့ United Airline လေကြောင်းလိုင်းဖြစ်ပါတယ် United Airlines နဲ့ Boeing 787-9အမျိုးအစား Dreamliner လေယာဉ်တွေပြေးဆွဲမှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲရေး US Federal Aviation Administration ကထိုင်းနိုင်ငံရဲ့လေကြောင်းလှုပ်ချုံရေးအစစ်အတန်းကိုအစစ်တစ်ကနေအစစ်နစ်ကိုရှော့ချခဲ့တာကြောင့်ဓာတ်ရိုက်လျင်ပြတ်တမ်းမှုတွေ2015ခုနှစ်ကရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။အမေရိကန်လေကြောင်းထိပ်သည်းရေးကအခုနှစ်ဧပြီလမှာထိုင်းနိုင်ငံကိုထိပ်တန်းလှုပ်ချုံရေးအစစ်ပြန်လည်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်ကတော့ထိုင်းနိုင်ငံဘန်ကောက်နဲ့အမေရိကန်နိုင်ငံ Los Angeles မြို့တို့အကြားဖြစ်ပါတယ်။အရင်ကတော့ထိုင်းလီကျောင်းလေရင်တွေကလည်းဓာတ်ရိုက်ပြန်တန်းခဲ့တာရှိခဲ့ပြီး အခုတော့ထိုင်းလီကျောင်းကသစုပ်တရားကြီးညာတာမျိုးမရှိသေးပါဘူးထိုင်းနိုင်ငံနခေါ်ရက်ချက်စီမာခရိုက်ထဲကရွာလေးတရွာနာမှာအရွယ်ရောက်ပြီးသားစေကြီးတက်ကောင်လဲနေတာကို ရွာသားတွေတွေ့ခဲ့ပါတယ် တွေ့ခဲ့တဲ့အချိန်ကပြီးခဲ့တဲ့တောက်ကြနေ့ကဖြစ်ပါတယ်။စင်ကြီးဟာစီးတွေနဲ့ပေနေပြီးဝမ်းလဲလျှောနေပါတယ်။သူနမောက်ထိတ်မှာတော့ဒံရတစ်ခုတွေ့ရပါတယ်ဒံရဟာလက်တလောရထားပုံရတယ်လို့ရွာသားတွေကအမျိုးသားဥယျာဉ်အာနာပိုင်တွေကိုအကြောင်းကြားခဲ့ပါတယ်အမျိုးသားဥယျာဉ်ကတရိတ်ဆန်ဆေးကူးဆရာဝန်တွေကအလင်းအမြန်ပဲစင်ကြီးရှိရာကိုသွားပြီးစစ်ဆေးကုသပေးခဲ့ကြပါတယ် သူတို့ရောက်သွားတဲ့အချိန်မှာတော့စေကြီးဟာအာအင်ချင်းနဲ့နေပြီးလဲကျနေတယ်လို့ဘန်ကောက်ပို့စ်တတင်းစာမှာဖော်ပြထားပါတယ်။စင်ကြီးဟာလျက်စစ်တပ်အာမြင့်ချင်းစီယိုတခုခုနဲ့ထွတ်ထွတ်ခဲ့ပုံရတယ်လို့တရိစံထိမ့်သိမ်းဆောက်ရှောက်ရေးအရာရှိ Viera of Court ကပြောပါတယ်။ဓာတ်လိုက်ခင်ရတာကြောင့်အင်အားချင်းနဲ့သွားတာလို့ဆိုပါတယ်။အဲ့ဒီနာကကြေးရွာတွေမှာတော်ရိုက်တရိတ်ဆန်တွေမဝင်အောင်ချက်စည်းရိုးကိုတရားမဝင်လျက်စစ်တပ်လွတ်ထားတာတွေရှိတတ်တယ်လို့လဲဆိုပါရဲ့ နောက်ဆုံးထုတ်ပြန်တဲ့သတင်းတွေအရစင်ကြီးဟာလေကြားနေရာကနေထားရနိုင်ခဲ့ပြီလို့ဆိုပါရယ်ဆရာဝန်တွေကစင်ကြီးရဲ့အသက်ကိုကင်နိုင်ခဲ့ကြတာပါ အာနာပိုင်တွေကတော့စေဝါကုသမှုတွေပြီးတာနဲ့စင်ကြီးကို ခေါင်ရိုက်အမျိုးသားဥယျာဉ်ထဲကစိတ်ချရတဲ့နေရာမှာပြန်လွတ်ပေးမယ်လို့ဆိုပါရယ် တဒင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနကတင်းလိုက်နေကနေတောက်ကြနေအထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။